ကျွန်တော်အခုလေးတင် ဖုန်းတစ်ခုရလိုက်ပါတယ်။တန်မဏိတန်တရာမှာဖို့စီစဉ်ထားတဲ့ဖောက်တွေကအော်ဒါကိုဖျက်လိုက်တယ်လို့ဆိုပါတယ်။အကြောင်းပြချက်ကတော့ VN နဲ့တောင်ကိုရီးယားတို့ကတန်မဏိလုပ်ငန်းကိုပြစ်မှတ်ထားပြီးအကောက်ခွန်အစ်စ်တွေချမှတ်လိုက်လို့ပါ။ဒီအကောက်ခွန်စစ်ပွဲဟာတကယ်ကိုမယိုးသားဘူးဆိုတာထင်ရှားပါတယ်။ဒါကတော့တရုတ်ကတန်မဏိလုပ်ငန်းရှင်တယောက်ပြောပြခဲ့တာပါ။တရုတ်ရဲ့တန်မဏိလုပ်ငန်းမှာကြောချမ်းစရာတွေကအခုစတင်ရောက်ရှိနေပါပြီ။လွန်ခဲ့တဲ့ဆယ်နှစ်က တရုတ်တံတီးဟာကဘာတခွန်းဝဲလူအမြင့်မားခဲ့ပြီမဲ့အခုတော့လူတိုင်းရှောင်ရှားနေရတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။အာရှဥရောပ တောင်အမေရိကနဲ့မြောက်အမေရိကတို့မှာနိုင်ငံပေါင်း20ကျော်ကတရုတ်တံတီးရောင်းဝယ်ဖောက်ကားမှုကိုပိတ်ဆို့ဖို့ကုံသွေးရေးအတားအဆီးတွေကိုတပြိုင်နက်တည်ဆောက်နေကြပါတယ်။တရုတ်တံတီးတင်ပို့မှုဟာပြိုလဲမှုရဲ့အဆုံးမှာရောက်ရှိနေပါပြီ။ဒါကိုလှုပ်ဆောင်ရမှာဗီယက်နမ်ကထိတ်ဆုံးဖြစ်နေပြီ။တချိန်ကတရုတ်ရဲ့အကြီးဆုံးတံတီးတင်ပို့ရာနေရာဖြစ်ခဲ့တာပါ။ ဒေသခံလုပ်ငန်းတွေရဲ့ဖိအားပေးမှုကြောင့် VNN အစိုးရက ဖေဖော်ဝါရီလကစပြီးတရုတ်ရဲ့တံမင်းအလိပ်ပေါ်28ရာခိုင်နှုန်းအထိယာယီအကောက်ခွန်စတင်ချမှတ်ခဲ့ပါတယ်။ဒီလိုနဲ့ April လရောက်တဲ့အခါသူ့ရေစိမ်တံမင်းပေါ်အကောက်ခွန်ကို38ရာခိုင်နှုန်းအထိတိုးမြင့်ခဲ့ပါတယ်။ဒီအစီအမံတွေရဲ့တက်ရောက်မှုတွေဟာချက်ချင်းပေါ်ပေါက်လာခဲ့ပါတယ်။တရုတ်တံမီးတင်ပို့မှုဟာလစဉ်28ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီးကုန်သွယ်ရေးတံပိုးလည်းတိတိတသာကျုံသွားခဲ့ပါတယ်။ ဒီလိုခုနေကြောင်း Boss D and St နဲ့ Shogun လို့ကုမ္ပဏီကြီးတွေတော့ဒီရိုက်ခတ်မှုကနေလွတ်မြောက်ခဲ့ခြင်းမရှိပါဘူး။အရင်ကဆိုရင် VN မှာ၎င်းတို့ရဲ့ဈေးကွက်ဝယ်စုဟာတစ်ချိန်က တွင်သွင်းမှုရဲ့64ရာခိုင်နှုန်းကနေ68ရာခိုင်နှုန်းအထိရှိခဲ့ပေမဲ့ Match လမှာနှိမ်မြန်စွာကျဆင်းသွားခဲ့ပါတယ်။ Match လမှာတရုတ်တမ္ပဏီစက်ရုံတွေဟာတမ္ပဏီအလိတ်တံတန်းကိုအမြတ်ဒေါ်လာ90ကနေဆုံးရှုံးမှုအထိကျဆင်းသွားခဲ့ပြီး VN မှာ order ဖြတ်သိမ်းမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဘလွန်ဘတ်ကရဲ့ဖော်ပြချက်အရဒီအစီအမံတွေဟာလက်ရှိမှာယာယီဖြစ်နေပေမဲ့အနာဂတ်မှာအမြဲတမ်းအကောက်ခွန်တွေဖြစ်လာနိုင်ွယ်ရှိတယ်လို့ဆိုပါတယ်။ဒါနဲ့ဆက်ဆက်ပြီးကာဂျီရဲ့ဒေတာဆိုင်ရာမန်နေဂျာဟောင်းဘူထရန်ကထုတ်လုပ်တရုတ်ထုတ်လုပ်သူတွေဟာတံမဏိကိုဈေးနှုန်းတက်တာသွားရောင်းချလို့မရတော့တဲ့အခါဗီယက်နမ်တံမဏိဆက်ယုံတွေဟာနောက်ဆုံးမှကုန်ကျစရိတ်အရရှင်းပြိုင်နိုင်လာမယ်လို့ထောက်ပြပါတယ်။ဒီမှာတောင်ကိုရီးယားရဲ့တုံ့ပြန်မှုကတော့ပုံမှန်ပြတ်မှတ်ထားတာသိတာပါပဲ။ 2025ခုနှစ်ဖေဖော်ဝါရီလမှာတောင်ကိုရီးယားရဲ့ကုန်သွယ်ရေးဆက်မှုနဲ့စွမ်းအင်ဝင်ကြီးဌာနကတရုတ်တံပဏိပြားထုတ်ကုန်တွေပေါ်38ရာခိုင်နှုန်းအထိယာယီအခွန်ချမှတ်ခဲ့ပါတယ်။ဒီထုတ်ကုန်တွေဟာအဓိကအဖြစ်သင်းမောတိဆောက်ရေးနဲ့စောက်လုပ်ရေးမှာအသုံးပြုကြပါတယ်။ဒီအောက်ခွန်ဟာတရုတ်ရဲ့အကြီးဆုံးတံပဏိတင်ပို့သူဘော့စတီကို28ရာခိုင်နှုန်း၊ရှန်ကန်ကို30ရာခိုင်နှုန်း၊ရှန်တုံးတံပဏိနဲ့ရှိုးမင်းနိုင်ငံကကုန်သွယ်ရေးလိုကုမ္ပဏီတွေကို38ရာခိုင်နှုန်းနဲ့တိုက်ရိုက်ချမှတ်ခဲ့ပါတယ်။ ဒီအောက်ခုံကောက်ပြီးနောက်တရုတ်ရဲ့တမ်မနိပြားအထူရဲ့တောင်ကိုရီးယားကို တင်ပို့မှုဟာ14ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။တလားကြမှာတောင်ကိုရီးယားကတရုတ်နဲ့ဂျပန်ကတမ်မနိအလိပ်တွေပေါ်စုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့ပြီးဒီအစီအမံဟာတောင်ကိုရီးယားရဲ့ကုမ္ပဏီကြီး Hyundai City ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။အရင်ကဆိုတရုတ်တမ်မနိတင်ပို့မှုအတွက်အကြီးဆုံးဈေးကွက်နှစ်ခုဖြစ်တဲ့ VNN နဲ့တောင်ကိုရီးယားဟာစုစုပေါင်းတင်ပို့မှုရဲ့20ရာခိုင်နှုန်းနီးပါးကိုဖြည့်ဆည်းပေးနေပါတယ်။ အခုတော့ဒီနှစ်ခုစလုံးကတင်သွင်းမှုကိုပိတ်ဆို့လိုက်တာကြောင့်စုစုပေါင်းတင်ပို့မှုတန်ချိန်တန်ပေါင်း130တဲ့ကအနည်းဆုံး600ခန်းလုံးဟာမရှိတော့ပါဘူးဂျီနေယာဝါကူထိုးတဲ့ဖြစ်ကတော့ကမ္ဘာဒုတိယအကြီးဆုံးတန်မဏိထုတ်လုပ်သူဖြစ်တဲ့အိန္ဒိယကလည်းတနားညတာမှုမပြခဲ့ပါဘူးပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာအိန္ဒိယဗန်နာယီဝန်ကြီးဌာနကတင်သွင်းလာတဲ့တန်မဏိထုတ်ကုန်အချို့ပေါ်12ရာခိုင်နှုန်းအကောက်ခွန်ချမှတ်ကြောင်းကြေညာခဲ့ပါတယ်ဒီအကောက်ခွန်ဟာရက်200ကျားမှာဖြစ်ပါတယ် ဒီဆုံးဖြတ်ချက်ဟာအိန္ဒိယဟာဆက်လက်ဒုတိယနှစ်ဆက်လက်တန်မဏိအချောတဲ့တင်သွင်းသူဖြစ်လာချိန်မှာထွက်ပေါ်လာတာဖြစ်ပြီးတင်သွင်းမှုဟာ9.5တန်တန်အထိရောက်ရှိခဲ့ပါတယ်။ဒါဟာပြီးခဲ့တဲ့9နှစ်တွင်အိန္ဒိယအတွက်အမြင့်ဆုံးဖြစ်ပါတယ်။တရုတ်တန်မဏိရဲ့အစမတန်ဝင်ရောက်လာမှုကအိန္ဒိယတန်မဏိဆက်ယုံတချို့ကို ထုတ်လုပ်မှုလျှော့ချဖို့ဖိအားပေးခဲ့ပြီးအလုတ္တမထုတ်ပယ်မှုကိုတောင်စဉ်းစားနေရပါတယ်။အိန္ဒိယတန်မဏိဝင်ကြီးကူမာရာဆွမ်မီက ဒီအစီအမံဟာဒေသခံတံမဏိဆက်ယုံတွေအထူးသဖြင့်အသေးစားနဲ့အလက်စားလုပ်ငန်းတွေအတွက်တရုတ်ကိုပိတ်ဆို့ခြင်းဖြင့်အရေးပါတဲ့နေရာပေးနိုင်မယ်လို့ပြောကြားခဲ့ပါတယ်။အလားတူဥရောပကောင်စီ European Union ကလည်းလင့်မြန်ပြတ်သားစွာလှုပ်ရှားခဲ့ပါတယ်။၂025ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာဥရောပကော်မရှင်ကတရုတ်ရဲ့သွတ်ပြားနဲ့တတ်ထုဆက်မဟုတ်တဲ့တံမဏိထုတ်ကုန်တွေပေါ်14.1%တရာဂိုင်းလုံးကနေ62.6%ဂိုင်းလုံးအထိယာယီစန့်ကျင်စွန့်ပြစ်အကောက်ခွန်တွေချမှတ်ခဲ့ပါတယ်။ အဲ့ဒီလိုပဲ2023ခုနှစ်မေလမှာဥရောပကောင်စီကတရုတ်တို့ပြအပေါ်စန့်ကျင်စွန့်ပစ်မှုစုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့ပြီးဒါဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကနေမေလအတွင်းတင်ပို့မှု18ရာခိုင်နှုန်းကျဆင်းသွားစေခဲ့ပြီးအခုနှစ်မှာထပ်မံပြီးတော့9.25ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။အခုတော့တရုတ်တံတမလီထုတ်လုပ်သူတွေဟာအရှိတောင်အာရှအရှိလေပိုင်းဒေသနဲ့တခြားဈေးကွက်တွေစီဥတီလာနေပါတယ်။ဧပြီလ1ရက်နေ့မှာဥရောပကောင်စီက တံမဏိတင်သွင်းမှုကို15ရာခိုင်နှုန်းလျှော့ချခဲ့ပြီးအကောက်ခွန်ကင်းလွတ်တဲ့တင်သွင်းမှုတန်ချိန်10တန်းသာခြံထားခဲ့ပါတယ်။တရုတ်ရဲ့တန်ချိန်10တန်းထက်ကျော်လွန်တဲ့ထုတ်ကုန်တွေကို25ရာခိုင်နှုန်းအခွန်ကောက်မှာဖြစ်ပါတယ်။2024ခုနှစ်မှာဥရောပကောင်စီကတံမဏိတန်း60တန်တင်သွင်းခဲ့ပြီးတရုတ်က9.6တန်းတန်ပါဝင်ခဲ့ပါတယ်။အခုတော့တန်9တန်းဟာ25ရာခိုင်နှုန်းအကောက်ခွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအမြတ်အစွန်းတွေကိုဖိစီးလာစေပါတယ်။ အမေရိကန်ကတော့ပုံမိုခိုင်မာတဲ့အခွန်တတိုင်းတစ်ခုကိုတိဆောက်ထားပါတယ်။အမေရိကန်ထရမ့်အစိုးရကတင်သွင်းတံမဏိပေါ်25ရာခိုင်နှုန်းအကောက်ခွန်ချမှတ်ရုံနဲ့မကပဲမြောက်အမေရိကတံမဏိအတွက်စံနှုန်းသစ်တွေလည်းသတ်မှတ်ခဲ့ပါတယ်။တင်သွင်းလာတဲ့တံမဏိထုတ်ကုန်တွေဟာမြောက်အမေရိကမှာအရေးကြိုးပြီးသုံးလုပ်ထားရမယ်ဆိုတဲ့သတ်မှတ်ချက်ပါ။ဒီအချိန်ဒီကြောင်တရုတ်တံမဏိတင်ပို့မှုဟာအချို့လတွေမှာဆိုရင်အမေရိကန်ကိုတင်ပို့မှုတုံညနီးပါးအထိကျဆင်းသွားခဲ့ပါတယ် လက်တင်အမေရိကဒေသမှာလည်းပြင်းထန်တဲ့လက်တုံ့ပြန်အစီအမံတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဒီလိုနဲ့မက်ရှလာ24ရက်နေ့မှာကိုလံဘီယာကတရုတ်ရဲ့သူ့ရေစိန်တန်မဏိနဲ့ရိုးရိုးတန်မဏိပြားတွေအပေါ်58.8တမ9ရာခိုင်နှုန်းအခွန်ချမှတ်ခဲ့ပြီးသူ့ရေစိန်တန်မဏိနယံကပ်ပြားတွေပေါ်94.64ရာခိုင်နှုန်းဆိုရက်မိုးထီအောင်မြန်မာတဲ့အခွန်ကို9နှစ်ကြာအကျိုးသက်ရောက်မှုရှိမယ်လို့သတ်မှတ်ခဲ့ပါတယ်။မက္ကဆီကိုကတန်မဏိပေါ်90ရာခိုင်နှုန်းအောက်ခွန်ချီလီကတန်မဏိဘောလုံးတွေပေါ်35.4ရာခိုင်နှုန်းနဲ့ တန်မဏိတန်ချောင်းတွေပေါ်24.9ခိုင်တုံးအောက်ခွန်ချမှတ်ခဲ့ပါတယ်။ဘရာဇီးကတော့၎င်းရဲ့အောက်ခွန်ကို10.8ခိုင်တုံးကနေ25ခိုင်တုံးအထိတိုးမြင့်ခဲ့ပါတယ်။ခံမှန်းထားတာက2025ခုနှစ်မှာတရုတ်တန်မဏိတင်ပို့မှုဟာပြီးခဲ့တဲ့နှစ်ရဲ့အပြင်းဆုံးတန်130တန်နဲ့နှိုင်းယှဉ်ရင်25ခိုင်တုံးကနေ20ခိုင်တုံးအထိတိတိတတ်တာကျဆင်းလာမယ်လို့ဆိုပါတယ်။ Bloomberg ရဲ့စက်မှုလုပ်ငန်းသုတေသနအရ တရုတ်တံမဏိတင်ပို့မှုရဲ့90ရာခိုင်နှုန်းခန့်ဟာအခုဆိုရင်ကုန်သွယ်ရေးအတားအဆီးတွေကြောင့်ပိတ်ဆို့ခံထားရတယ်လို့ပြက်ပြက်သားသားဖော်ပြထားပါဗျ။သူ့ရဲ့ data အရတရုတ်တံမဏိတင်ပို့မှုဟာဆက်လက်ကျဆင်းနေပြီးဧပြီလတင်ပို့မှုဟာလစဉ်10ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါဗျ။မက်လာရဲ့လာစဉ်ကြဆင်းမှုဟာအထူးကအဖြစ်အင်ဒိုနီးရှားအိန္ဒိယထိုင်းနဲ့ဗီယက်နမ်တို့မှာပုံမူတည်တာခဲ့ပြီးဈေးကွက်တစ်ခုလုံးကျုံသွားခဲ့ပါတယ်။ အခုဆိုရင် တရုတ်တမဏိကုန်းတွေဟာထွက်ပေါက်မရှိတဲ့အခြေအနေမှာပိတ်မိနေပါတယ်။အတိတ်ကာလမှာတရုတ်တမဏိကိုဗီယက်နမ်ထုတ်ဒါမှမဟုတ်ထိုင်းထုတ်လို့တိတ်တဆိတ်တဆိတ်ကပ်ပြီးဥရောပနဲ့အမေရိကန်ရဲ့အကောက်ခွန်တွေကိုအလွယ်တကူရှောင်တိမ်းနိုင်ခဲ့ပါတယ်။အခုတော့ဒီနိုင်ငံတွေကဒီလှက်ကွက်ကိုသိရှိသွားပြီးတမဏိထုတ်ကုန်တွေကို DNA အဆင့်တိကျမှုနဲ့ခြေရာခံမှုကိုရှောင်လွှဲဖို့မဖြစ်နိုင်တဲ့မူလအသိမှတ်ပြုစနစ်တွေတည်ဆောက်ထားပါတယ်။ တရုတ်တံတမိဟာအခုတော့ဖုံးကွယ်စရာနေရာမရှိတော့ပါဘူး။အာရှကစလို့ဥရောပနဲ့အမေရိကတိုက်တစ်ခုလုံးမှာတရုတ်တံတမိဟာပုံမပိတ်ဆို့ခံထားရပြီးအခွန်ပိတ်ဆို့မှုဟာပြီးပြည့်စုံလူနီးပါးဖြစ်နေပါတယ်။ဒါဟာတရုတ်တံတမိတင်ပို့မှုအတွက်ရခင်ကမရှိခဲ့တဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။တရုတ်တံတမိပေါ်ကဘာတဝမ်းကဖိအားပေးမှုတွေကဒီလုပ်ငန်းကိုပြင်းထန်တဲ့ထိုးနှက်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။တရုတ်ပြည်ရင်းဈေးကွက်ကလည်းနှစ်ပေါင်းများစွာပြဿနာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ 2023ခုနှစ်ပထမနှစ်ဝက်မှာတရုတ်တံမလီလုပ်ငန်းရဲ့အကျအတဲလက္ခဏာတွေကိုရှင်းလင်းစွာထင်ရှားလာခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့စရင်းရှိတံမလီကုမ္ပဏီတွေကထက်ဝက်ဟာဆုံးရှုံးမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။တရုတ်တံမလီလုပ်ငန်းအသင်းရဲ့အဆိုအရတံမလီလုပ်ငန်းကြီးတွေရဲ့ပြန်ပြအမြန်ဆုံးဟာ2022ခုနှစ်ကနေ3.800ကင်တုံးကနေ2023ခုနှစ်မှာ3.900ကင်တုံးအထိတိတိတသာကျဆင်းသွားခဲ့ပါတယ်။ 2023ခုနှစ်ဒုတိယနှစ်ဝက်မှာအခြေအနေဟာပုံမဆိုးရွားလာခဲ့ပါတယ်။ ANST ကယွမ်1.16ဘီလီယံ၊ဘန်ရှိတံမဏိကယွမ်1.24ဘီလီယံ၊ခြုံချင်းတံမဏိကယွမ်980တန်း၊အန်ရန်တံမဏိကယွမ်1.33ဘီလီယံ၊မန်ရှန်တံမဏိကယွမ်890တန်းနဲ့ဘိုင်းရီတံမဏိကယွမ်1.39ဘီလီယံဆုံးရှုံးခဲ့ပါတယ်။ စမ်းတမနီမင်မယ်တယ်ကုမ္ပဏီရဲ့စွမ်းဆောင်ရည်ဟာ988ရာခိုင်နှုန်းအထိတိတိတသားကျဆင်းသွားကာဂျွမ်တန်း664တန်းဆုံးရှုံးမှုနဲ့တမိုင်းဝင်စံချိန်တင်ခဲ့ပါတယ်။ဒီကုမ္ပဏီကဝန်ထမ်းစုဆောင်မှုကိုရပ်ဆိုင်းလိုက်ပြီးနှစ်ကုန်စုကြီးတွေကိုဖျက်သိမ်းကာအခြေခံစက်ကရီယာပြုပြင်ထိန်းသိမ်းမှုကိုတောင်လျှော့ချခဲ့ပါတယ်။ဒီတရုတ်တမနီအချက်တဲဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလမှာအပြည့်အဝပောက်ကွဲခဲ့ပါတယ်။နိုင်ငံတော်မှာရှိတဲ့တမနီထုတ်လုပ်ရေးကုမ္ပဏီ200တခုတွေက 85ခုနဲ့တာမဏိထုတ်လုပ်ရေးမိဖို့ကြီး135ခုဟာထုတ်လုပ်မှုရပ်ဆိုင်းခဲ့ရပါတယ်။ဒါကြောင့်ပဲအသေးစားနဲ့အလက်စားလုပ်ငန်းတွေရဲ့လေပတ်မှုနှုန်းဟာဇွန်လရောက်တဲ့အခါ85.5%အထိတာကျဆင်းသွားခဲ့ပါတယ်။စောက်လုပ်ရေးတာမဏိထုတ်လုပ်မှုလျှော့ချမှုဟာတစ်လအတွင်း3.36တန်းတန်အထိရောက်ရှိခဲ့ပြီးဒါဟာရခိုင်3လပတ်တစ်ခုလုံးရဲ့စုစုပေါင်းလျှော့ချမှုထက်အစပေါင်းများစွာကျော်လွန်ခဲ့ပါတယ်။ဇူလိုင်လမှာစက်မှုနဲ့သတင်းအချက်အလက်ဤပညာဝင်ကြီးဌာနက အတွင်းပိုင်းစီရင်ခံစာတစောင်းမှာတမ်မနီလုပ်ငန်းဟာရခင်ကမရှိခဲ့တဲ့ထုတ်လုပ်မှုပူရှံမှုနဲ့ရင်ဆိုင်နေရတယ်လို့ဝန်ခံခဲ့ပါတယ်။တနိုင်ငံလုံးအဆင့်တမ်မနီထုတ်လုပ်မှုစွမ်းရည်ဟာတန်ချိန်1.26ဘီလီယံတန်အထိရောက်ရှိခဲ့ပြီးပြည်ရင်းဝယ်လိုအားကတော့တန်ချိန်850တန်သာရှိပါတယ်။ဒါကြောင့်တန်ချိန်400တန်ကျော်ကိုပူရှံနေခဲ့ပါတယ်။ဒီပူရှံမှုဟာကမ္ဘာဒုတိယမှာ10ရောက်မြောက်တမ်မနီထုတ်လုပ်သူတွေရဲ့နိုင်စင်ထုတ်လုပ်မှုစုစုပေါင်းနဲ့ညီမျှပါတယ်။ ဒါဟာ EFA မျိုးစင်း3သိန်းဆောက်လုပ်ဖို့ဒါမှမဟုတ်ကမ္ဘာ Equator တစ်ဝိုက်အကျိန်60အထိတန်မြင့်ရထားလန်းခင်းဖို့လုံလောက်ပါတယ်။ပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာတရုတ်ရဲ့ထိပ်တန်းတန်မြင့်ကုမ္ပဏီ Donglin Group ကဒေဝါလန်ခက်ဒေဝါလီခံပြီးပြန်လည်ဖွဲ့စည်းမှုလှုပ်ဆောင်မယ်လို့ကြေညာခဲ့ပါတယ်။ဒါကြောင့်ဝန်တန်း18000ဟာအလုတ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။စက်တင်ဘာလရောက်တဲ့အခါဈေးကွက်တစ်ခုလုံးမှာထိတ်လန့်မှုတွေပြန့်နှံ့သွားခဲ့ပြီး တရုတ်ဆောက်လုပ်ရေးတပ်မဏိရဲ့ဈေးနှုန်းဟာတတန်မြင်ယွမ်3000အောက်ထိကျဆင်းသွားခဲ့ပါတယ်။ဒါဟာပြီးခဲ့တဲ့6နှစ်အတွင်းအနှိမ့်ဆုံးဖြစ်ပါတယ်။ဒီဈေးနှုန်းဟာရခင်ပြည်မြယွမ်3800ကနေ4000တန်နဲ့နှိုင်းရှင်ရင်အစာပေါင်းများစွာနှိမ့်ကျခဲ့ပါတယ်။ဒီမှာကုန်သွယ်ရေးအသင်းတစ်ခုကဒီဈေးနှုန်းဟာတပ်မဏိဆက်ယုံအများစုရဲ့ကုန်ကျစရိတ်အောက်မှာရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒီနှစ်ဇန်နဝါရီလမှာကမ္ဘာဒုတိယအကြီးဆုံးတပ်မဏိထုတ်လုပ်သူ GNSU ဒီလုံး နီကယ်လုပ်ငန်းစုကဒေဝါလီခံပြီးပြန်လည်ဖွဲ့စည်းမှုကိုကြေညာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတန်မဏိကုမ္ပဏီ32ခုက ပြုပြင်ထိန်းသိမ်းမှုအတွက်ထုတ်လုပ်မှုကိုရပ်ဆိုင်းခဲ့ပေမဲ့တကယ်တော့၎င်းတို့ဟာရှင်သန်ဖို့ရုန်းကန်နေရပါတယ်။ဒီထဲမှာဟီနန်ပြည်နယ်ကစလို့လျောင်းနှင်းပြည်နယ်အထိတန်မဏိဆက်ယုံပိတ်သိမ်းမှုတွေပုံမူပြီးတော့မကြာခဏဖြစ်ပေါ်လာခဲ့ပါတယ်။ဖေဗူလာမှာထိုင်းလန့်စရာသတင်းတစ်ခုပြန့်နှံ့ခဲ့ပါတယ်။တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိအကြီးဆုံးတန်မဏိကုမ္ပဏီအကြောင်းဖြစ်ပြီး ၎င်းရဲ့ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းခွဲဖြစ်တဲ့ Tamni Union Logistics ကရင်မောင်းတွေကို၎င်းတို့ရဲ့ကိုပိုင်နာမည်နဲ့ချင်းဝေထုတ်ယူဖို့ဖိအားပေးခဲ့ပါတယ်။ဒါဟာကုမ္ပဏီကအာမခံပေးပြီးတည်ယူပို့ဆောင်ရေးကုန်ကြစိတ်ကိုပေးဆက်ဖို့ချင်းဝေထုတ်ယူခိုင်းတာဖြစ်ပါတယ်။ရင်မောင်းတို့ကလက်မှတ်မထိုးရင်အလုံးမရဘူး။လက်မှတ်ထိုးရင်တော့ပြန်မဆက်နိုင်မှစိုးရင်ရတယ်လို့သူ့ရဲ့အခြေအနေကိုပြောခဲ့ပါတယ်။ဝန်ထမ်းတွေစီကချင်းဝေယူတဲ့ဒီစိတ်ပြက်စရာအစီအမံဟာ ဘန်နာအေးကွင်းဆက်ပြတ်တောက်မှုရဲ့အကျက်တဲကိုအနိုင်ဆုံးအဆင့်ဝန်တန်းတွေစီလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။တရုတ်ရဲ့စည်ရင်စရာအရာ2024ခုနှစ်ကစပြီးတမ်မနီလုပ်ငန်းမှာအလုတ်သမားတသိန်းခွဲကျော်ဟာအလုတ်ထုတ်ပယ်ခံရတာဒါမှမဟုတ်လစာတိတိတသားရှော့ချခံရတာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဧပြီလအစောပိုင်းမှာတမ်မနီဈေးနှုန်းတွေဟာ29ရန်ဝင်းကျင်မှသာရှိနေဆဲဖြစ်ပြီးဒါဟာရခင်နှစ်ကာလနဲ့အချိန်ထက်ကျွမ်း900နီးပါးနှိမ့်ကျနေပါတယ်။ ဒီထဲမှာထုံထီယန်တမ်မနီနဲ့ဝူကန်လီမိတက်အပါဝင်တမ်မနီစက်ယုံကြီးများသောဟာပြုပြင်ထိန်သိမ်းမှုနဲ့ထုတ်လုပ်မှုရှော့ချရေးမှုကိုစတင်လှုံ့ဆော်ခဲ့ပါတယ်။အဓိကအဖြစ် stock ပစ္စည်းထိန်းချုပ်ပြီးဈေးနှုန်းတွေထပ်မံကျဆင်းမသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဧပြီလလယ်ရောက်တဲ့အခါတရုတ်တမ်မနီလုပ်ငန်းအသင်းရဲ့နောက်ဆုံး data အရလုပ်ငန်းရဲ့65ရာခိုင်နှုန်းဟာဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရပြီ။အသေးစားနဲ့လက်စားတမ်မနီကုမ္ပဏီတွေရဲ့ရှင်သန်နှုန်းဟာ 60ရာခိုင်နှုန်းအောက်သာရှိပါတော့တယ်။လုပ်ငန်းအတွင်းတူကတင်ပို့မှုဟာနောက်ထပ်15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းအထိကျုံသွားပြီးပြည်ရင်းစိတ်ကွက်ကတန်မဏိကိုဝယ်ယူနိုင်ခြင်းမရှိခဲ့ရင် လာမယ့်နှစ်မှာအ ਨੇ စုံအသေးစားနဲ့လက်စားလုပ်ငန်း90ဟာပိတ်သိမ်းရမှာဖြစ်ပြီးအလုပ်သမား3သိန်းဟာအလုပ်လက်မဲ့ဖြစ်မယ်လို့ခန့်မှန်းထားပါတယ်။ဒီနှစ်နှစ်ကြာတန်မဏိလုပ်ငန်းအကျပ်တဲဟာအစပိုင်းမှာတိမ်မွေးတဲ့လက္ခဏာတွေကနေအခုဆိုရင်အပြည့်အဝပြိုလဲမှုအထိရောက်ရှိခဲ့ပြီး တရုတ်ရဲ့ထုတ်လုပ်မှုပိုရှံမှုရဲ့ပြင်းထန်တဲ့အကျိုးဆက်တွေကိုမိမောင်းထုတ်ပြခဲ့ပါတယ်။တရုတ်တမ္ပဏီလုပ်ငန်းတစ်ခုလုံးဟာအခုထိထွက်ပေါက်တစ်ခုကိုရှာဖွေနေပြီမဲ့ပြင်းထန်တဲ့ပတ်ဝန်းကျင်ညဉ့်ဉန်းမှုတန်ချိန်တန်း၄၀၀ထုတ်လုပ်မှုပိုရှံမှုနဲ့ကမ္ဘာအကောက်ခွန်ဝိုင်းထားမှုတွေကပြဿနာကိုသုံးစားဖြစ်ပေါ်စေပြီးဒီအချက်တည်းဟာဖြေရှင်းဖို့ဝေးနေသေးတယ်ဆိုတာကိုညွှန်ပြနေပါတယ်။ဒီလိုပြင်းထန်တဲ့လုပ်ငန်းအချက်တည်းနဲ့ရင်ဆိုင်နေရချိန်မှာအခြေခံမေးခွန်းတစ်ခုပေါ်ပေါက်လာပါတယ်။ တရုတ်တံတီဇင်းလုံးတွေဘာကြောင့်ဒီလောက်နှိမ်ကြနေတာလဲအရှုံးခံရောင်းချရတဲ့ဒီပုံစံဟာလုပ်ငန်းအတွက်ရေရှည်မတည်တက်နိုင်မှန်းထင်ရှားပေမဲ့ဘာကြောင့်ဒီလောက်ကြာရှည်ရောင်းခဲ့တာလဲအားလုံးသိတဲ့အတိုင်းတရုတ်ရဲ့တံတီဇင်းလုံးတွေဟာထိတ်လန့်စရာကောင်းလောက်အောင်နှိမ်နေခဲ့ပါတယ်2024ခုနှစ်မှာဆိုရင်ပထမ3လပတ်မှာတရုတ်ရဲ့တံတီအလိတ်တွေရဲ့ပြန်မျှတင်ပို့ဇင်းလုံးဟာတဒံလျင် အမေရိကန်ဒေါ်လာ480ကနေ920သာရရှိခဲ့ပြီးဥရောပမှာ605သိကနေ 900ဒေါ်လာဖြစ်ကာအမေရိကန်မှာ850ကနေ800ဒေါ်လာအထိရောက်ရှိခဲ့ပါတယ်။ဒါဟာ30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းအထိဈေးနှုန်းกว่าချပါတယ်။အိန္ဒိယလိုဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုမှာတော့တန်မဏိဈေးနှုန်းတွေဟာတရုတ်ထက်15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းပိုမိုမြင့်မားပါတယ်။ဒီမယုံနိုင်တဲ့ဈေးနှုန်းသက်သာမှုကကမ္ဘာတန်မဏိထုတ်လုပ်သူတွေကိုဒုက္ခရောက်စေခဲ့ပါတယ်။ဈေးနှုန်းနောက်ကလေဝက်ချက်ဟာထိတ်လန့်စရာအချက်တစ်ခုဖြစ်ပါတယ်။ တရုတ်ရဲ့နှစ်စဉ်တန်မဏိထုတ်လုပ်မှုဟာတန်ချိန်1ဘီလီယံကျော်ရှိပြီးယွမ်၈ .8 လီယံတန်ဖိုးရှိပေမဲ့အမြတ်ဆုံးကတော့ယွမ်၂၉ .1 ဘီလီယံသာထုတ်ပေးနိုင်ပါတယ်။ဆိုလိုတာကတန်မဏိတဒံရဲ့ပြန်ပြမြက်ဟာယွမ်၃၀အောက်သာရှိပြီးဒါဟာစက်လိတ်တဘူးဝယ်ဖို့တောင်မလုံလောက်ပါဘူး။ဒါဟာလုပ်ငန်းတစ်ခုလုံးရဲ့အမြတ်ဆုံးနှုန်းဟာ၃ .33 ရာခိုင်နှုန်းသာရှိပြီးတန်မဏိလုပ်ငန်းတွေရဲ့နိုင်ငံတကာပြန်မြက်900ခိုင်နှုန်းကနေ800ခိုင်နှုန်းထက်နှိမ့်ကြကား တရုတ်ရဲ့ထုတ်လုပ်မှုလုပ်ငန်းတွေရဲ့ပြန့်မြအမျက်ဆုံးရဲ့၁၀ပုံတစ်ပုံတောင်မရှိပါဘူးဒီကနန်းဟာ၂၀23ခုနှစ်တရုတ်ရဲ့အဓိကတံမဏိကုမ္ပဏီတွေရဲ့ဘန်နာရေးစီရင်ခံစာတွေကိုကြည့်တဲ့အခါပုံမှန်အံ့ဩစရာဖြစ်လာပါတယ်ဘော့စတီရဲ့အသက်တင်အမျက်ဆုံးနှုန်းဟာ1.2ခန်းနှုန်းသာရှိခဲ့ပြီးအန်စတီကယွမ်1.16ဘီလီယံဘန်ရှိတံမဏိကယွမ်1.24ဘီလီယံဘိုင်းယီတံမဏိကယွမ်1.38ဘီလီယံဆုံးရှုံးခဲ့ပါတယ် ဒီလုပ်ငန်းတစ်ခုလုံးဟာအမျက်အဆုံးမြင့်နာမှာရှိနေပြီးတချို့လတွေမှာစုစုပေါင်းဆုံးရှုံးမှုကိုတောင်ပြသနေပါဗျ။ဒါဟာပုံမှန်လေပက်နေတဲ့စီးပွားရေးကဏ္ဍတစ်ခုလို့ယုံကြည်ဖို့ခက်ခဲစေပြီးအစိုးရစီမံကိန်းတစ်ခုနဲ့ပိုတူပါဗျ။ဆုံးရှုံးနေမှန်းသိရတဲ့တံမိလုပ်ငန်းတွေဘာကြောင့်ဆက်လက်ထုတ်လုပ်နေကြတာလဲ။ထုတ်လုပ်မှုပိုရှန်နေမှန်းသိရတဲ့အစိုးရကဘာကြောင့်တံမဏိဆက်ယုံတွေထုတ်လုပ်မှုချဲ့ထင်ဝင်ပြုထားတာလဲဈေးနှုန်းနှိမ်ချမှုနေခြင်းရဲ့အဓိကအကြောင်းမှန်ကတော့ လုံသားကုန်ကြစေရဲ့တိတိတသာအားသာချက်တွေကြောင့်ဖြစ်ပါတယ်။တရုတ်တံတမိလုံသားတွေရဲ့ပြန်မျှလာစဉ်လာစာဟာယွမ်3000ကနေ9000တာရှိပြီးအမေရိကန်တံတမိလုံသားတွေကတော့တစ်လမှာယွမ်3900နဲ့ညီမျှတဲ့လာစာရရှိပါတယ်။ဂျပန်လုံသားတွေကတော့တစ်လမှာယွမ်2100ခန့်ရရှိပါတယ်။အမေရိကန်တံတမိသုတေသနအဖွဲ့အစည်းတွေရဲ့ဒေတာအရတရုတ်တံတမိလုပ်ငန်းတွေမှာလုံသားကုန်ကြစေဟာစုစုပေါင်းကုန်ကြစေရဲ့3.5ခန့်လုံးသာရှိပြီး အမေရိကန်မှာ18ရာခိုင်နှုန်းဥရောပမှာ14.5ရာခိုင်နှုန်းနဲ့ဂျပန်မှာ12ရာခိုင်နှုန်းရှိပါတယ်။ဒီမဖြည့်ဆည်းနိုင်တဲ့ကွာဟမှုဟာဈေးနှုန်းအားပါချက်ဖြစ်တိုက်ရိုက်ပြောင်းလဲသွားပါတယ်။တဝင်းကျင်ကုန်ကြစရိတ်ကိုပြင်ပကဘာသို့လွှဲပြောင်းပေးတာကဒုတိယအဓိကအကြောင်းအရင်းဖြစ်ပါတယ်။တရုတ်မှာတန်မဏိလုပ်ငန်းရဲ့တဝင်းကျင်ရင်းနှီးမြှုပ်နှံမှုဟာစုစုပေါင်းကုန်ကြစရိတ်ရဲ့200ခိုင်နှုန်းကနေ300ခိုင်နှုန်းသာရှိပြီးအမေရိကန်ဂျပန်နဲ့ဥရောပလိုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ တန်မဏိတဒံထုတ်လို့ရမှာ9ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်းအထိခွဲဝေသုံးဆွဲပါတယ်။တရုတ်မှာပြင်းပြကာဗွန်နိုက်ထုတ်လို့မှုကာဗွန်နိုက်အောက်ဆိုက်ထုတ်လို့မှုဟာတန်မဏိတဒံလျင်1တသမ2တန်ဖြစ်ပြီးဒါဟာကမ္ဘာပြင်းပြကာဗွန်နိုက်အောက်ဆိုက်ထုတ်လို့မှုထက်1တသမ6တန်ထက်မြင့်မားကဥရောပကောင်စီရဲ့တန်ချိန်1တသမ5တန်ထက်အဆပေါင်းများစွာပိုများပါတယ်။ဒီပတ်ဝန်းကျင်ကုန်ကျစရိတ်သက်သာမှုဟာဈေးနှုန်းအားသာချက်ဖြစ်ဓာတ်ရိုက်ပြောင်းလဲသွားပါတယ်။ 2023ခုနှစ်ကမ္ဘာ့ဘဏ်အစည်းအဝေးခန်းသားတစ်ခုကခန့်မှန်းထားတာကပတ်ဝန်းကျင်ညဉ့်ညံ့မှုကုန်ကျစရိတ်တွေကိုအပြည့်အဝထည့်သွင်းတက်ချက်မယ်ဆိုရင်တရုတ်တံတားရဲ့ဈေးနှုန်းဟာ15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းအထိမြင့်တက်လာမှာဖြစ်ပြီးကမ္ဘာ့ပြည်မြဈေးနှုန်းနဲ့ပုံမနီးစပ်လာမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီပတ်ဝန်းကျင်ကုန်ကျစရိတ်တွေဟာပျောက်ကွယ်သွားတာမဟုတ်ပဲတံတားနည်းစက်ရုံတွေအနီးမှာနေထိုင်တဲ့ဒေသခံတွေနဲ့ဂေဟာစနစ်တစ်ခုလုံးစီကိုလွှဲပြောင်းပေးခံရတာဖြစ်ပါတယ်။ဥပမာဟီနန်ပြည်နယ်တန်ရှမ်းမှာ လေဒူးညဉ့်ညံ့မှုနဲ့ဆက်ဆက်တဲ့ဈေးကုသစရိတ်ဟာနှစ်စဉ်ယွမ်၁၂ဘီလီယံအထိရှိပြီးဒါဟာတံပင်းထုတ်လုပ်မှုကုန်ကျစရိတ်ထဲမှာထည့်သွင်းတွက်ချက်ထားခြင်းမရှိပါဘူးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်